ဩစရာကောင်းတာကအဲ့ဒီမြန်မာပြည်ဝင်တဲ့ပုံတိုင်း85လုံးကိုတချံလေ့လာကြည့်လိုက်တာဘယ်တုံးကမှမိုးတွင်းမှာမဝင်ဘူးမြန်မာပြည်ကိုမုံတိုင်းမိုးတွင်းမှာဘယ်တော့မှမဝင်ဘူးမိုးဦးမိုးလဲမိုးနောက်ဂျွန်ဇူလိုင်ဩဂတ်စက်တင်ဘာဘယ်တော့မှမုံတိုင်းမဝင်ဘူးအဲ့တော့ဘယ်ချိန်ဝင်တော့မိုးဂျုံနဲ့မိုးနောက်မေမှာဝင်မယ်အောက်တိုဘာနိုဝင်ဘာမှာဝင်မယ်မေမှာဝင်တဲ့အချိန်ပေါင်းကမြန်မာပြည်ဝင်တဲ့မုံတိုင်းအလုံးရဲ့90နဲ့1ရာနှုန်းရှိတယ် အော်တိုကနဝင်ဘာဝင်တာက49ရာနှုန်းရှိတယ်။အဲ့တော့ကျွန်တော်တို့ကဒီကာလတွေဟာမြန်မာနိုင်ငံရဲ့မုန်တိုင်းရာသီဖြစ်နေတယ်။တခုပဲစဉ်းစားဖို့ကျွန်တော်ပြောမယ်။မိုးကြိုရာသီဆိုတာဘယ်လိုအတိတ်ပဲဖွင့်တယ်လဲ။မိုးကြိုရာသီဆိုတာ AB လ15ရက်ကနေမုတ်တုံဝင်တဲ့နေ့အထိမိုးကြိုရာသီ။ AB လ15ကနေမေမုတ်တုံဝင်တဲ့နေ့အထိဒါပေမဲ့မုတ်တုံဝင်တဲ့နေ့ကမဖြစ်နေလဲပြောင်းနေတယ်။ဟုတ်ပြီနော်။ အရင်တော့ကမုတ်တုံကမေ15မှာဝင်တယ်အဲ့ဒါကြောင့်မိုးဂျိုက AB 15မှာမေ15ရက်30ပဲရှိမယ်အခုမုတ်တုံကမေလကုံမှာဝင်တယ်ဒါကြောင့်မိုးဂျိုက AB 15မှာမေလကုံဆိုဘယ်နှစ်ရက်ဖြစ်သွားလဲ45ရက်ဖြစ်သွားတယ်အဲ့ဒါကောင်းလားမကောင်းဘူးဘာဖြစ်လို့လဲမိုးဂျိုက်ဟာမြန်မာပြည်ကိုပါဝင်တတ်လဲမုံတိုင်းဝင်တတ်တယ်မုံတိုင်းဝင်တဲ့ကလာကြီးကပိုးရှည်လာတော့တကားကြီးကပိုးကျယ်လာတယ်လို့ဖြစ်တဲ့အတွက်ခဏိမြန်မာနိုင်ငံကမုံတိုင်းအန်တီရဲ့နှစ်တိုင်းရှိတယ်နှစ်တိုင်းရှိတယ် နောက်တစ်ခါမိုးလောင်မိုးလောင်ကတော့မိုးတုံထွက်တဲ့နေ့ကနေညဝင်မလာကုန်အထိအရင်ကမိုးတုံကအော်တိုဘတ်၁၀မှာထွက်တယ်အော်တိုဘတ်၁၀ကနေညဝင်မလာကုန်ကြီးဆိုရင်90ရှိမိုးလောင်ကရင်90အရင်ကအခုမိုးတုံကစက်တင်ဘာ15မှာထွက်တယ်စက်တင်ဘာ15နေ့ညဝင်မလာကုန်ကြီးတွက်ကြီး85ရရှိတယ်အဲ့တော့မိုးလောင်ကလည်းဗာပြည့်လာပြန်လဲကျဲလာပြန်အဲ့တော့မုံတိုင်းကပို့ပြီးတော့ဗာပြည့်ပြန်လဲလာပြန်ရောအဲ့တော့2006ခုနှစ်ကစပြီးတော့အခု2016အထိ17နှစ်ရှိတယ်အဲ့ဒီ17နှစ်လုံး ခမရတို့သာမသိရှိရမယ်ကျွန်တော်တော့အိတ်ကိုမအိပ်ရဘူးနှစ်တိုင်းမုံတိုင်းအနေရရှိတယ်ခုံမထိုင်လိုက်တဲ့အချိန်ကရရပြီးတော့တခါပြောရင်၄နာရီလောက်ကြာတတ်လို့ stop watch လေးကိုလေးလေးစားစားနဲ့ချပြီးတော့မှတ်ပါတယ်ပြဿနာတစ်ခုပဲဟောနေရင်လည်းအဲ့ဒါကြည့်ဖို့မေ့မေ့သွားတာပဲတရိုက်တာအကယ်ဒမီများရှင်ကြီးစုထွန်းတဲ့ တွဲပြီးထွက်တယ်ဆိုတော့တွဲထွက်တဲ့လူကမင်းသားပဲဖြစ်ရတော့မှာပေါ့နော်အဲ့တော့ခုမှနေတိုးအလှည့်ရောက်ပါတယ်အစိုးရဌာနတစ်ခုမှာအမြင့်ဆုံးရာထူးအဖြစ်ထမ်းဆောင်ခဲ့ဘူးတဲ့သူဖြစ်နေတော့လေလူကြီးအကျင့်ကပါတယ်ငိမ့်စားယူတာခုနှစ်ရှိပြီမင်းခုထိခုံကကြိုက်တော့မယ်ခုံမထိုင်တော့မယ်ဒါပေမဲ့စိတ်မပူပါနဲ့ အချိန်တိုင်းဆင်းပြမှာပါကျွန်တော်ကစာရေးဆရာမဟုတ်ပါဘူးဒါရိုက်တာလည်းမဟုတ်ဘူးကျွန်တော်ကမိုးလေဝသသမားပဲဒါပေမဲ့မိုးလေဝသသမားကစာရေးဆရာရေးငယ်တွဲပြီးတော့စာပေဟောပြောပွဲတွေဟောလာရတော့ကိုကိုကိုလည်းအံ့ဩမိပါတယ်ပရိသတ်လည်းကျေးဇူးတင်ရပါတယ်အထူးသဖြင့်ကျွန်တော်နဲ့တွဲဟောရမှာကိုကြည်ကြည်ပြူပြူလက်ခံတဲ့စာရေးဆရာကြီးတွေကိုလည်းကျေးဇူးတင်ရပါတယ် မောလီဝတ္တယုံမှာအသက်18နှစ်၄လ1965မေလ3ရက်ကျွန်တော်အသက်18နှစ်၄လသားအရွယ်ကလေးကကျွန်တော်ဝန်ထမ်းဖြစ်လာပါတယ်ဒီခန်းလေးကိုကြည့်လိုက်တော့လူငယ်တွေပါအကြောင်းသားတွေလည်းပါဆိုတော့ကျွန်တော်ထိုင်နေရင်းနဲ့စဉ်းစားတယ်ငါဘာပြောရအောင်မလဲကျွန်တော်ကောင်းထဲမှာပြောချင်တဲ့အရာက၃ခုလောက်ပြိုင်နေပါတယ်ပထမတစ်ခုကတော့လူငယ်တွေအတွက်တစုံတစ်ခုကျွန်တော်ပြောချင်တယ် ကျွန်တော်ဘဝမှာပြောစရာတွေကတော်တော်များပါတယ်။ရုံးကန်ရတဲ့ဘဝတစ်ခုစခဲ့ရတဲ့အတွက်ရုံးကန်ရမယ့်လူငယ်တွေအတွက်ကျွန်တော်အတွေ့အကြုံတွေကိုပြောပြခြင်းတယ်။နောက်တစ်ခါဒီနေ့မြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေများအရာပြည်သူတယောက်ဝန်ထမ်းဟန်တယောက်ရဲ့အမြင်ပို၍ကောင်းမွန်သောအနာဂတ်ရောက်အောင်ပေါ့နော်ကျွန်တော်အမြင်လေးတွေလည်းပြောပြခြင်းတယ်။နောက်တစ်ခုက ဒီเจ้าညာကျွန်တော်မှမပြောရင်လဲပြောမယ်လူအလွန်နှဲနေတော့လစ်လူရှုလို့ကလဲမရတဲ့ကိစ္စဖြစ်နေလေတော့မြန်မာနိုင်ငံရဲ့ရာသီဥတုကြောင့်လဲပြောပြခြင်းနေဆိုတော့ကျွန်တော်တော်တော်ပြောချင်တာညားနေတယ်ဒါပေမဲ့ကျွန်တော်တတ်မှတ်တဲ့အချိန်ကတော့တနာကြီးပါပဲနော်တနာကြီးကနည်းနည်းလောက်တော့ပူချင်ပူမှာပေါ့လေနော်ဒါပေမဲ့တနာကြီးခွဲတော့မကြော်ဘူးနော်အဲ့ဒါပေးတော့ကိုကြိုပြီးတော့အတိပေးထားပါလေတော်ကြာထပြန်ကုန်မှာစုလို့ပါနော်ပြီးအောင်တော့နှတ်ထောင် 比较吧。